ဒီကနေ့မှတင်ဆက်ပေးချင်တာကတော့ကမ္ဘာပေါ်မှာကိုးကွယ်ကြတဲ့ဘာသာတွေဖြစ်တဲ့ဗုဒ္ဓဘာသာ၊ခရစ်ယာန်ဘာသာ၊ဟိန္ဒူဘာသာနဲ့အစ္စလာမ်ဘာသာများထဲမှာဒီကနေ့မှာတော့အစ္စလာမ်ဘာသာရဲ့ဖြစ်ပေါ်လာဖို့အကြောင်းကိုတင်ပြပေးချင်ပါတယ်။အခြေခံယုံကြည်ချက်များအစ္စလမ်ကအာရဗီဘာသာစကားဖြစ်ပါတယ် နာခံခြင်းလို့အတိတ်ပဲရပါတယ်။အလာဖရာသခင်ရဲ့အမိန့်တော်ကို နာခံခြင်းကိုအစ္စလာမ်လို့ခေါ်တာဖြစ်ပါတယ်။အလာဖရာသခင်ရဲ့အမိန့်တော်ကိုနာခံသူကအစ္စလာမ်ဘာသာကိုကိုးကွယ်သောမွဆလင်များဖြစ်ကြပါတယ်။ဘာသာကို အစ္စလာမ်ဘာသာလို့ခေါ်ပြီးတော့ထိုဘာသာကိုးကွယ်သူတို့ကိုမွဆလင်လို့ခေါ်တာဖြစ်ပါတယ်။မူဟာမက်တည်ထောင်တဲ့ဘာသာဖြစ်ပြီးတော့မဟာမေတ္တန်ဘာသာလို့လည်းခေါ်ကြပါတယ်။ကဘာကြီးနဲ့တဒဝါရီကိုအလာအရှင်မြတ်ကဖန်ဆင်းတယ်။အလာအရှင်မြတ်က ကမ္ဘာရဲ့ပထမဆုံးသောလူသားအဖြစ်အာဒန်အမျိုးသားနဲ့အေဝါအမျိုးသမီးတို့ကိုဖန်ဆင်းတယ်။သူတို့နဲ့ရောလူသားတွေဆက်ကဆက်ကပေါက်ဖွားလာကြပါတယ်။အစ္စလမ်ဘာသာမှာအတ္တနာအပြင်ယုံကြည်ရမယ့်အချက်ကြီးတွေကတော့ကမ္ဘာကိုဖန်ဆင်းအုပ်စိုးတဲ့အလာအရှင်မြတ်ကိုယုံကြည်ရမည်။အလာဤအမိတ်အတိုင်းဆောင်ရွက်ရတဲ့ကောင်းကင်တမန်များကိုယုံကြည်ရမည်။တမန်တော်ကြီးတမန်တော်လေးများကိုယုံကြည်ရမည်တမန်တော်ကြီးတွေက အာဒန်နောအေအိဗရာဟင် မူဇတ်ယေရှုတို့ဖြစ်ကြသည်မူဟာမက်ကအကြီးမြတ်ဆုံးတမန်တော်ဖြစ်တဲ့တရားဆုံးဖြတ်မဲ့နေ့ကိုယုံကြည်ရမယ်တရားဆုံးဖြတ်မဲ့နေ့မှာလူတွေအားလုံးတေရာမှာပြန်ရှင်လာကြပြီးတော့အလားအရှင်မြတ်ထံမှာတရားအဆုံးဖြတ်ခံရမယ်တလောကလုံးဖြစ်ပျက်သမျှကအလားအရှင်မြတ်ရဲ့အလိုတော်အတိုင်းသာဖြစ်ပျက်နေရဖြစ်တယ်အစ္စလာမ်ဘာသာမှာ အခြေခံအချက်ကြီး၅ချက်ရှိပါတယ်အဲ့ဒါတွေကတော့အလားအရှင်မြတ်ကတဆူဒီသောဖရာသခင်ဖြစ်တယ် မိုဟာမက်ကအကြီးမြတ်ဆုံးသော တမန်တော်ဖြစ်တဲ့ဒီနေ့မှာငါးကြိမ်ဖျားဝိပြုပါမယ်။စင်ရဲသားတွေကိုကျွေးမွေးပေးခင်ရမယ်။ရန်စမန်လာမှာဥပုသ်ဆောင်ပါမယ်။ငွေကြေးတက်နိုင်တဲ့သူတွေ sorry အာရေပြနိုင်ငံ မက်ကာမျိုးကိုဖျားဖူးသွားကြရမယ်။အစ္စလမ်ဘာသာရဲ့အရေးကြီးတဲ့သင်ကြားချက်တစ်ခုကတော့ရုပ်ထုကိုမရှိခိုးရမကူးကွယ်ရဆိုပြီးတော့ဖြစ်ပါတယ်။ပေါ်ပေါက်နာပုံကတော့ အာရေဗျနိုင်ငံ မက္ကာမြို့ကတမန်တော်မူဟာမက်မပေါ်ထုံးပြီးအီဒီချောင်းဟာစုအစာပိုင်းကလေးကဖျားမှုများနဲ့စီကားပါတယ်။အဲဒီလိုစီကားရခြင်းကတော့ဘာသာရေးအရေးအချက်ကြာချတာကြောင့်မဟုတ်ပါဘူး။အရှိတောင်ဘက်မှာအိန္ဒိယနဲ့ပါရှားပြည်နောက်ဘက်မှာစီးရီးယားနိုင်ငံအနောက်မြောက်ဘက်မှာတော့အီဂျစ်နိုင်ငံများရှိရာကုန်သွယ်ရေးလမ်းကြောင်းပဟုမှာတည်ရှိနေလို့စီးပွားရေးအရေးအချက်ကြာချတာကြောင့်လည်းဒီလောက်စီကားနေရာဖြစ်ဟန်တူပါတယ်။ဒီအချက်ကပဲ ။အစ္စလာမ်ဘာသာပေါ်ထွန်းလာရခြင်းရဲ့အကြောင်းတစိမ့်တစ်ဒေသဖြစ်နိုင်ပါတယ်။နိုင်ငံရဲ့ခြားစည်းဝါးရေးသမားတွေကဘာသာရေးသမားတွေစုဝေးရဖြစ်တဲ့ကာအာဗာဝိကျောင်းတော်နဲ့အစ္စမင်းရဲ့ရေကြီးရော်တွင်းတို့မှလူစီကားနေရာကိုတွေ့ရတဲ့အခါစည်းဝါးရေးလက်မြင်သူတို့ဖြစ်ကြတဲ့အတိုင်းစည်းဝါးရေးအရာအမျက်ထုတ်ကြတာဖြစ်ပါတယ်။အဲဒါကြောင့်ပဲမက္ကာကဈေးမျိုးဖြစ်လာရုံများမကကာအာဗာဝိကျောင်းတော်တဝိုက်ကလည်းဈေးရက်ွက်တဲ့ဘွယ်ဖြစ်လာရဟန်တူပါတယ်။အဲဒီလိုမျိုးနေရာတွေကအပြော်အပါနောက်ကစားသမားတွေ အမှုသမားတွေစက်စားစရာဖြစ်ပါတယ်။လူမျိုးစုံတဲ့နေရာမှာကိုးကွယ်မှုမျိုးစုံလာပြီးတော့ကိုးကွယ်စရာရုပ်ထုတွေလည်းများပြားလာတာဖြစ်ပါလိမ့်မယ်။ကာအာဘာဝိဇောင်းတော်မှာဖျားဖူးစီကားတာကိုထောက်ဆခြင်းအဖြစ်တမန်တော်မူဟာမက်မပေါ်ထွန်းမိအချိန်ကဂျူးဘာသာခရိယန်ဘာသာတို့ကိုကိုးကွယ်တဲ့သူတွေရှိကြဟန်တူပါတယ်။ဇိုရိုအက်စတာဘာသာဝင်တွေလည်းမရှိဘူးလို့မဆိုနိုင်ပါဘူး။ဒါပေမဲ့အများစုကစင်ကြဲသောဘာသာတရားကိုကိုးကွယ်ကြဟန်တော့မတူပါဘူး။ ဒီလိုအခြေအနေမျိုးမှာတမန်တော်မူဟာမက်ကိုမွေးဖွားလာတာဖြစ်ပါတယ်။သူကမက္ကာမြို့မှာခရစ်နှစ်980ခုနှစ်မှာဖွားမြင်နေသူဖြစ်ပါတယ်။မိခင်ကအာမီနန်၊ဖခင်ကအဗ်ဒူလာဖြစ်တယ်။သူမမွေးဖွားမီကလေးမှာဖခင်ကွယ်လွန်သွားပြီးတော့ဖခင်ရဲ့မျက်နှာကိုသူမမြင်နိုင်ရပါဘူး။မိခင်ဟာလည်းသူ့ချောင်းနေသားအရွယ်မှာကွယ်လွန်သွားပါတယ်။သူ့ကိုသူ့ဦးလေးအဗူတလေးကကျွေးမွေးစောင့်ရှောက်ထားပါတယ်။ မူဟာမက်လူလားမြောက်လာတဲ့အခါစီးရီးယားနိုင်ငံကိုကလတ်အုပ်များနဲ့ကုန်ကူးသွားတဲ့ကုန်တွေတွေကိုဥဆောင်နှံပြလေဝါပါတယ်။သူရဲ့အလောက်ကကြမ်းကျင်မှုကြောင့်ပစ္စည်းချမ်းသာလာတဲ့ကလေး၃ယောက်မိခင်မုတ်ဆိုးမကြီးခတ်တီးကြကမူဟာမက်ကိုသူ့ရဲ့ကိုယ်စားလှယ်အဖြစ်နဲ့ခန့်အပ်ပြီးတော့အဆိုပါနိုင်ငံတွေကိုကုန်ကူးတမ်းမှုဆေးလုပ်ပါတယ်။မူဟာမက်ရဲ့ကြမ်းကျင်မှုသစ္စာရှိမှုစိတ်ကောင်းရှိမှုတို့ကြောင့်ခတ်တီးကြကမူဟာမက်ကိုအိမ်နောက်ဘက်အဖြစ်နဲ့ရွေးလိုက်တယ်။ အဲဒီချိန်မှာခတိဂျာကအသက်50ရှိပြီဖြစ်ပြီးတော့မူဟာမက်ကတော့25နှစ်မြတ်သားရှိပါသေးတယ်။ဒါပေမဲ့အိမ်တော်ရဲ့ဒုက္ခကိုရကြတယ်လို့ဆိုပါရယ်။ခတိဂျာနဲ့လက်ထပ်ပြီးတဲ့အခါမူဟာမက်မှာအချိန်ရသဖြင့်အားလက်တဲ့အချိန်တွေမှာတဦးရဲတိတ်ဆိတ်စွာထိုင်ပြီးတော့တရားနှလုံးသွင်းဆင်ခြင်းနဲ့အထူးသဖြင့်သူကမကားရဲ့လက်ရှိဘာသာရေးအခြေအနေကိုမဝေမကျနိုင်ဖြစ်လို့ဘာသာတရားကိုပုံမတိုးတက်ကောင်းမွန်အောင်လို့ပြုပြင်နိုင်မဲ့နည်းလမ်းကို အပြန်အနံစင်ကျင်သုံးသက်ရှာပွေပါတယ်။အဲဒီလိုစင်ကျင်သုံးသက်နေစဉ်တညမှာကောင်းငင်တမန်ဂေဘရီယယ်ကသူ့ရှိမပေါ်လာပြီးတော့ဖျားသခင်ရဲ့ပြားဒိတ်တော်ကိုပေးပြီးတော့အဖက်ခိုင်းတဲ့မိုဟာမက်ကဝမ်တာအာယာနဲ့အင်ကိုပြေးသွားပြီးတော့သူ့ရဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေကိုသူ့ရဲ့ဇနီးကိုပြောပြတယ်။ခတိကြမှာအကျွင်းမဲ့ယုံကြည်ပါတယ်။ကာလအတန်ကြာတော့မိုဟာမက်ကသူ့ကိုယ်သူဖျားသခင်ရွေးချယ်တဲ့တမန်တော်အဖြစ်ယုံကြည်ယူဆပြီးတော့ သူမိသားစုနဲ့မိသားစုတွေကိုစပြီးတော့တရားဟောတော့တယ်။ဖျားဖူးတဲ့သူတွေကိုတရားစဟောခြင်း၊ဆွေမျိုးများတွေမှာသူတရားကိုယုံကြည်လက်ခံသူအတော်များများရှိလာတဲ့အခါမှာတော့ကအားပါဖျားဝိကြောင်းတော်သွားပြီးတော့ဖျားဖူးတဲ့သူတွေကိုတရားဟောပါတယ်။သူတရားကိုအလာအရှင်မြတ်မတပါဖျားမရှိ။မိုဟာမက်တီအလာအရှင်မြတ်ဤတမန်တော်ဖြစ်သည်ဆိုတဲ့စကားမှစပြီးတော့ဟောပါတယ်။လူတွေကသူတရားကိုမယုံကြည်ယုံမျှမက သူ့ကိုလှောင်ပြောင်ရှိမောကြတဲ့ ဒါပေမဲ့လေမူဟာမက်ကအမလျှော့ဆက်လက်ပြီးတော့ဟောမြေဟောပါတယ်။အတန်ကြာတော့တမန်တော်မူဟာမက်ကရုတ်ထုကိုကွယ်မှုစန့်ကျင်ရေးအရန်နဲ့နောက်ကစားစန့်ကျင်ရေးတရားတွေကိုပါဟောပါတော့တယ်။ကံအားပါဝေကျောင်းတော်နဲ့အစ္စမေးရေကြီးတော်တွင်ကိုမိပြီးတော့စည်းဝါရှာနေကြတဲ့စည်းဝါရေးတမားတို့ရဲ့မူမမှန်တဲ့လုံရက်တွေကိုပါထောက်ပေါ်ထိပါပြီးတော့ဟောကြပါတယ်။ဤတရားတော်ကတမန်တော်ကိုရံများလာစေရာဖြစ်ပါတယ်။အဲဒီလိုနဲ့အတိပါခံရတဲ့သူတွေက တမန်တော်ကိုတက်ဖို့စီစဉ်ကြတယ်။သူတို့ရဲ့အစီအစဉ်ကိုတမန်တော်ကြိုတင်သိပြီးတမန်ညမှာကလန်အုပ်စီပြီးတော့နောက်ပါတချို့နဲ့အတူယတရိမျိုးကိုပြောင်းရွှေ့လွတ်မြောက်သွားပါတယ်။ယတရိမျိုးကိုလည်းမဒီနာလို့နာမည်ပြောင်းလိုက်တယ်။အဲဒီလိုထွက်ပြေးသွားတဲ့နှစ်ကတော့ခရစ်နှစ်622ခုနှစ်ဖြစ်ပါတယ်။အဲဒီချိန်မှာတမန်တော်ရဲ့အသက်က53နှစ်ရှိပါပြီ။အစ္စလာမ်ဘာသာမှာတမန်တော်မဒီနာသို့ပြောင်းရွှေ့ရဲ့ညကအလွန်အရေးပါပါတယ်။အကြောင်းကတော့ မူဟာမက်ရဲ့တရားတော်တွေကိုမဒီနာမှာစပြီးတိရောက်စွာဟောပြောဖြန့်မြှုပ်နိုင်ကြကြဖြစ်ပါတယ်။အဲဒါကြောင့်မွတ်စလင်တို့ဟာခုနှစ်ကိုရည်တွယ်ရင်တမန်တော်မူဟာမက်မဒီနာကိုထွက်ခွာတဲ့နေ့မှာစပြီးတော့ရည်တွယ်ကြတယ်။ဒုတိယခရစ်နှစ်622ခုနှစ်ကမွတ်စလင်တို့ဟီဂျရီနှစ်အရာတနည်းဖြစ်ပါတယ်။ဗုဒ္ဓသာသနာနှင့်ရည်တွယ်ပုံကတော့ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်ဆန်တော်မူတဲ့နေ့မှာစပြီးတော့ရည်တွယ်ပါတယ်။ကမ္ဘာသုံးခရစ်နှစ်ရည်တွယ်ပုံကတော့ ယေရှုခရစ်မွေးဖွားတဲ့နှစ်မှစပြီးတော့ရေးတွက်ပါတယ်။အဲဒါကြောင့်ယေရှုခရစ်မွေးဖွားမီနှစ်တည်းကို BC လို့အတူကောက်ရေးပြီးတော့မွေးဖွားပြီးရဲ့နှစ်တွေကိုတော့ AD လို့အတူကောက်ရေးကြတာပါ။မဒီနာမြို့မှာတမန်တော်မူဟာမက်ရဲ့တရားတွေကိုလူအများပြားယုံကြည်လက်ခံကြပါတယ်။ဂျူးတို့ကတော့လက်မခံကြပါဘူး။မူဟာမက်ကိုမဒီနာမြို့သားတို့လေးစားချစ်ခင်ကြတဲ့မြို့ရဲ့အကြီးအကဲအဖြစ်နဲ့တင်ပြကြပါတယ်။မက္ကာမှာတမန်တော်ရဲ့ရန်သူတွေဟာ တမန်တော်ကိုမဒီနာအတီလိုက်ပြီးတော့တက်ဖို့ကြံပါတယ်။သူကထူရန်ကိုခုခံတွန်းလှန်နိုင်ရန်စစ်သားများစုဆောင်ပြီးတော့စစ်တပ်ဖွဲ့လိုက်ပြီးရန်သူတွေနဲ့ရင်ဆိုင်တိုက်ခိုက်ကြရာတပြေးပြေးစစ်ပွဲအဖြစ်ရောက်သွားပါတော့တယ်။စစ်ပွဲပေါင်းများစွာ တမန်တော်ရဲ့တပ်သားတွေကအောင်နိုင်ကြပါတယ်။ဒီနေ့နဲ့မူဟာမက်ကအစ္စလာမ်သာသနာကိုထူထောင်ဖြန့်ဖြူးနိုင်ခဲ့ပါတယ်။မကာကူတော့မတော်နိုင်သေးပါဘူး။ခရစ်နေ630တီဂျရီအစ္စလာမ်နဲ့ရှင်နေမြောက်တဲ့အခါမှာတော့ မိုဟာမက်ကတက်သားတသောပါဝင်နဲ့တက်မကြီးနဲ့မက္ကာကိုချီတက်သွားရာ မက္ကာမြို့သားတို့ကကြောက်လန့်ပြီးတော့မြို့မှထွက်ပြေးကြပါတယ်။တမန်တော်ကမိသူကိုမှရံမပြုတ်ပဲကအာပါဝေချောင်းတော်ကိုသာတန်တန်မတ်မတ်ချီတက်သွားပြီးတော့360သောရုပ်ထုတို့ကိုဖျက်ဆီးပစ်စေပြီးတဲ့နောက်အေးဆေးစွာနဲ့ဖျားဝေပြူနေပါတယ်။ဟတ်ကိုသွားခြင်းရဲ့ရည်ရွယ်ချက်ကတော့ကအာပါဆိုတာကကြောက်တုံးနဲ့ဖြစ်ပါတယ်။အဲဒီကြောက်တုံးနဲ့ကို ကဘာဦးလူတမန်တော်အာဒမ်ကကောင်းကင်ဘုံမှာယူဆောင်ခဲ့ပြီးတော့အီမကာမျိုးဖြစ်လာမယ့်နေရာမှာကြောင်းဆောက်ပြီးတော့တိမ်းဆဲထားတာဖြစ်တယ်လို့ဆိုပါရယ်။မကာကိုကဘာနိုင်ငံအနှံ့အပြားမှာဖျားဖူးသွားကြတဲ့သူတွေကဒီကြောင်းတုံးနဲ့ကိုပူမြော်ဖို့သွားကြတာပဲဖြစ်ပါရယ်။တခြားဝိပြမှုတွေရှိသေးပေမဲ့ဒီကြောင်းတုံးနဲ့ကတော့လူရင်းဖြစ်တယ်လို့ဆိုပါရယ်။မကာမျိုးသားတွေကမိုဟာမက်ရန်ပြူရဲ့လာခြင်းမဟုတ်ကြောင်းသိကြတဲ့အခါမှာတော့မြို့ကိုပြန်လာပြီးမိုဟာမက်ထံစုဝေးရောက်လာကြပါရယ်။ တမန်တော်ကဆုံးမဩဝါဒစကားပြောကြပြီးတော့တရားဟောပါတယ်။မြို့သားအများစုကြည်ကြည်နက်နက်နဲ့တမန်တော်ရဲ့တရားကိုယုံကြည်လက်ခံကြပြီးတော့မူဆလင်တွေဖြစ်လာကြပါတယ်။နောက်ဆုံးမှာတော့ဩဝါဒတမန်တော်မူဟာမက်ကစစ်သားတယောက်များမက္ကာမှာချမှတ်ထားခဲ့ပေနဲ့မဒီနာကိုအေးဆေးစွာနဲ့ပြန်သွားခဲ့ပါတယ်။နောက်နှစ်နှစ်အကြာမှာတော့မက္ကာကိုဖျားဖူးတဖန်သွားပြန်ပြီးတော့မဒီနာကိုပြန်ရောက်တဲ့အခါတပည့်တော်ကိုခေါ်၍နောက်ဆုံးဩဝါဒပေးပါတယ်။ အဲဒီဩဝါဒကအလားအရှင်မြတ်ကိုယုံကြည်ရမည်ရုပ်ထုကိုဘယ်တော့မှမကိုးကွယ်ရစင်ရဲသူများကိုတနာကျင်နာရမည်အလုသမားကို သူဤကူမှချွေးမချောင်းမည်သူဤလောက်ခကိုပေးရမည်စတဲ့ဟောနေကြတရားတွေပဲဖြစ်ပါတယ်သုံးလကြတဲ့အခါအသက်63နှစ်အရွယ်တမန်တော်မူဟာမက အလားအရှင်မြတ်ရဲ့အမိတော်ကိုနာခံသွားပါတော့တယ်ဟုတ်ကဲ့ပါပရိသတ်များရှင် ဒီကနေ့မှာတော့ဘာသာကြီးလေးမျိုးတွေရမှာအစ္စလာမ်ဘာသာပေါ်ပေါက်လာရတဲ့အကြောင်းကိုပြည်ပြည်စုံစုံတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဘာသာရေးဆိုင်ရာအကြောင်းအရာတွေနဲ့ဘူတုတရရှိပွဲရာအကြောင်းအရာတွေကိုနှင်းစင်နားဆင်ခြင်းတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးနဲ့ဗီဒီယိုအသစ်အသစ်တွေတင်ဆက်တိုင်းမှာသိရှိနိုင်အောင်လို့မိနာ notify bell လေးကိုပါနှိပ်ထားပေးခဲ့ပါအောင်ရှင်။နားဆင်ပေးခဲ့တဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။